Okay ဆိုတော့ကျွန်တော်တို့နောက်ထပ်ဒီ class key နဲ့ပတ်သက်ပြီးတော့သိရမယ့်အကြောင်းတွေကိုဆက်ပြီးတော့သွားမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ဒီ file ထဲမှာ code word ရဲ့ hello world ဆိုတဲ့ file နဲ့ file ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကကျွန်တော်က class file တွေဖြစ်ပါတယ်နော် class file ဆိုတာဘာလဲဆိုတော့ကျွန်တော်ကဒီအထက်က data ပေါ့နော်ဆိုတော့ပြောရရင်ဥပမာကျွန်တော်တို့က sar file define ရှိရထားပါတယ်နော် touch file define ရှိရထားပါတယ်နော်ဆိုတော့အဲ့ touch file ရဲ့အတွင်းထဲမှာရေးထားတဲ့စာသားတွေလိုမျိုးပဲကျွန်တော်တို့က class ဆိုတာလည်းပြောရရင်တော့အထက်က data တွေပါပဲနော် တော့ကျွန်တော် example လုပ်ပြပါမယ်နော် new အာဥပမာ fine အာဆိုတော့ doc umn document.touch ပေါ့နော်ကျွန်တော် server file define ဆောက်လိုက်နော်အဲ့တော့ document.touch မှာကျွန်တော်ဒီ tht ဆိုတာလေးကကျွန်တော်တို့အာဘာလဲဆိုတော့ tht ဆိုတာကအာဒီ file name ပေါ့နော်ဆိုတော့ server file ရဲ့နာမည်ပေါ့နော်ဥပမာထားပါတော့ဒီထဲမှာမှာကျွန်တော်က caption ပေါ့နော် cabtn ကို caption ဥပမာထားပါတော့ uh, caption ကတော့ uh, caption က about java ဖြစ်တယ်ပေါ့နော်ဆိုတော့ java ဆိုတာကြီးက caption ဖြစ်တယ်အဲအောက်မှာ description ပေါ့နော် description ကကြတော့ okay ဆိုတော့အဲဒီမှာဆိုရင်ကျွန်တော်တို့ကဒါကတိုက်တယ်ဒီဟာကဒါ description ကျွန်တော်တို့ကဆိုကျင်တာဒါ data တွေပဲ data တွေထဲမှာမှာဒါကိုတော့ကျွန်တော်တို့က title ဖြစ်ပါတယ်ဒါကတော့အာကျွန်တော်တို့အာ description ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအမျိုးအစားခွဲထားတာအဲ့လိုမျိုးကျွန်တော်တို့ဒီမှာလည်းပဲအ ဒီ code war ဆိုရဲဒီ file ထဲမှာဆိုလဲဒီ code war ကဒါကပြောရင်ခုနလို caption လိုမျိုးပဲเนาะဆိုတော့ဒီဟာက description ပေါ့အစသဖြင့်ပေါ့เนาะဆိုတော့အဲ့လိုပုံစံမျိုးပေါ့เนาะ okay ဆိုတော့ဘာဖြစ်လို့ကျွန်တော်ဒါကိုပြောညာလဲဆိုတော့ကျွန်တော်တို့ကဥပမာဒီ code war ဆိုရဲ file အတွင်းထဲမှာကျွန်တော်ကအာ class နောက်တစ်ခုထပ်ဆောက်လိုက်ပေါ့เนาะ class အာ code war edu ဆိုပြီးတော့ file တစ်ပိုင်းထပ်ဆောက်လိုက်เนาะ class တစ်ခုထပ်ဆောက်လိုက်เนาะ file ဆောက်တာပေါ့ ဆိုတော့ cluster ကိုထပ်ဆောက်လိုက်ရင်ခုနကတော့ဒီ code တော့ java ဆိုတဲ့ဒီ file လေးက java file လေးကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာမြားလေးတစ်ခုပေါ်လာပြီးတော့သူ့ရဲ့ဒီ code တော့ java ဆိုတဲ့အဲ့ဒီ file အတွင်းထဲမှာမှကျွန်တော်တို့က code ဆိုတဲ့ class တစ်ခုရဲ့ code edu ဆိုတဲ့ class တစ်ခုရဲ့ရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြပေးပါတယ်ဆိုတော့ကျွန်တော်ဒီမှာပြောတာကိုနားလည်မယ်ထင်ပါတယ်ဆိုလိုချင်တာကကျွန်တော်တို့က class file class name က class name တက်တက် file name က file name တက်တက်သူကနာမည်တူနေရာပဲရှိတယ် ပြီးတော့နောက်ထပ်ကျွန်တော်ဥမာတတ်မှတ်ချက်တစ်ခုရှိရပါတော့စီကံတစ်ခုရှိရအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဥမာဟိုဒီ java file နဲ့เนาะဒီ java file နဲ့ဒီ class name နဲ့တူရမယ်ဆိုရင်အဲ့ဒီစကားလုံးမျိုးတချို့ကြောက်ကြောက်မှာပေါ့နော်လေးလာဝေးလူတွေဆိုကြောက်မှာပေါ့ဒါပေမဲ့တကယ်တမ်းကအဲ့လိုမျိုးအတိအကျတူရတယ်လို့ဆိုလိုချင်တာမဟုတ်ဘူးဆိုလိုချင်တာကကျွန်တော်တို့ကဥပမာအာကျွန်တော်တို့က class ကနှစ်ခုရှိတာမဟုတ်ဘဲနဲ့တစ်ခုတည်းရှိတာမျိုးဆိုရင်ကျွန်တော်တို့ကဒီ code wall ဆိုတဲ့ ဒီ class name နဲ့ဒီ file name เนี่ยချင်းတွေပေါ့တူရမှာဘယ်ချင်းညာတူရမှာလဲဆိုတော့ဥပမာထားပါရနော်ဒီလိုမျိုးဘယ်ချင်းညာချင်းတွေပေါ့တူရမှာတူရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာဥပမာထားပါရကျွန်တော် code 1တော့မှာ edu ဆိုကျွန်တော်သွားရေးလိုက်နော် edu ဆိုသွားကြအဲ့မှာဆိုစပြီး error တက်တယ်ဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကဒီ code word တော့ java file ကနော်ဆိုတော့သူ့မှာ class name ကဘာလဲဆိုတော့ code word edu အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာဖြစ်လို့ဒီမှာ error ပြရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ file ထဲမှာရှိနေတဲ့ class တွေကနော် public ဆိုရယ်စကားလုံးကို ဘသူကပဲသုံးခွင့်ရှိတယ်လဲဆိုတော့အဲ့ဒီအဲ့ဒီ class name နဲ့ number 2တဲ့နော်အဲ့ဒီ class name နဲ့ဒီ file name နဲ့ number 2မှသာလျင်အသုံးပြုခွင့်ရှိရအောင်ကျွန်တော်တို့အခု number 2မနေဘူး number 2မနေဘူးဆိုရင်ကျွန်တော်တို့ဒီ public ကိုဖျောက်ပြီးတော့အဲ့ပြဿနာကိုဖြေရှင်းလို့ရတယ်နော်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးကြီးကျွန်တော်တို့လိုက်ပြီးဖြေရှင်းမဲ့အစားကျွန်တော်တို့ကဘယ်လိုပဲလုပ်လို့လုပ်ထားရှိလဲဆိုတော့ public ဆိုတဲ့စကားလုံးကကျွန်တော်တို့လိုအပ်တယ်နော်ဆိုတော့တကယ်တမ်းကြရင်လိုအပ်တယ်ပေါ့နော်အဲ့တော့လိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ public ပဲရှိတယ်ရေးပြီးကျွန်တော်တို့ဘာလုပ်လဲဆိုတော့အနောက်ကဒီ number ကို တခြားနာမည်မသုံးဘဲနဲ့ဒီ finding အတိုင်းပဲကျွန်တော်တို့ကလိုက်ပြီးတော့ရေးရပါเนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီအမှန်မှားကြရပါဘောเนาะဘာလဲဆိုတော့ကျွန်တော်တို့ class name နဲ့ class name name and finding ရပါလဲဆိုတော့အာ mass ဒီ same ဘောเนาะတူရမယ်လို့ကျွန်တော်တို့မှတ်ထားကြတာရှိရပါဘောเนาะဒါပေမဲ့တကယ်သဘောတရားကကျွန်တော်တို့ဒီမှာပြရတဲ့အတိုင်းအာလုံးဝနာမည်တူရမယ်လို့ဆိုလိုချင်တာမဟုတ်ဘူးမတူလဲရတယ်ကိစ္စမရှိဘူးနော်ပုံမှန်ထားပါတော့ကျွန်တော်နောက် class တစ်ခုစောင့်လိုက်မယ်ဟိုရော EDU เนาะလုံးဝမတူလဲရတယ်ကိစ္စမရှိဘူးပေါ့နော်โอเคဆိုတော့ဒါပေမဲ့အဲ့ဒီမတူတဲ့ file ကဘာလို့ခွင့်မရှိဘူးလဲဆိုတော့ public ဆိုရယ်စကလုံးသုံးခွင့်မရှိဘူးကျွန်တော်ဒီမှာပိတ်လိုက်မယ်ဘာပြဿနာမှမဖြစ်ဘူးဘာ error မှမဖြစ်ဘူးဒါပေမဲ့ core.java ဆိုတဲ့ file ထဲမှာကျွန်တော်တို့ core.edu ဆိုရယ် class file define ရှိရဲဆိုပြီးတော့ဖြစ်သွားနော်ဆိုတော့ဒါရောကျွန်တော်တို့ class နဲ့ပတ်သက်ပြီးတော့မှတ်ထားရမယ်ဒါအချိန်တစ်ခုဖြစ်တယ်ပေါ့နော် okay ဆက်ပြီးတော့နောက်တစ်ခုအကြောင်းကျွန်တော်တို့ပါလဲဆိုတော့ ကျွန်တော်တို့ကဒီ class name တွေကိုနာမည်ပေးတဲ့အခါမှာနော်စီကံလေးတစ်ခုသတ်မှတ်ထားရမယ်အဲဒီ class name တွေကိုကျွန်တော်တို့ဘာနာမည်ပေးရမလဲဆိုတော့အကြီးစလုံးနဲ့ပဲပေးရအောင်နော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီနာမည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က naming convention ဆိုတဲ့သဘောတရားလေးရှိပါတယ်เนาะဆိုတော့ဥပမာ naming convention ကကျွန်တော်တို့ငငယ်ရတော့ကြားဖို့ပြီးသားပါเนาะဘာလဲဆိုတော့အာဥပမာကျွန်တော်တို့ code word ပေါ့เนาะကျွန်တော် code word ဒီလိုရေးရဆိုတာ lower case ပေါ့เนาะဆိုတော့ကျွန်တော်ဥပမာ အာကုတ်ဝေါ်ကိုဒီလိုမျိုးရေးရဆိုဒါဆိုရင် capital case ပေါ့နော်ဆိုတော့အရှိဆုံးစက်သုံးတွေကြီးတယ် capital case ကကြာတော့ကျွန်တော်တို့ဈာမ space တွေပါပေါ့နော်ကုတ်ဝေါ် technology ပေါ့နော်နော်ကုတ်ဝေါ် technology ပေါ့အစသဖြင့်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမျိုးရေးရဆိုတော့ကျွန်တော်တို့ဒီ programming မှာကြာတော့အသုံးများတာကဘာတွေသုံးလဲဆိုတော့ကျွန်တော်တို့ camel case ဆိုတာလည်းသုံးတယ်ပေါ့နော် camel case ကကြာတော့အရှိဆုံးတွေကသေးတယ်ဒီအနောက်ပြန်ဆက်ပြန်ပြီးဆက်တဲ့စက်ကလုံးတွေကအကြီးကြီးပေါ့နော်ဒါပေမဲ့ဈာထဲမှာကျွန်တော်ဒီဘာမပါဘူးလဲဆိုတော့ဟိုဈာထဲမှာ ကျွန်တော်ရဲ့ကြားထဲမှာ space မပေါ့ဘောနော်နော်ပြီးတော့ကျွန်တော် snake case တို့ပေါ့ရှိသေးဘောနော်ဆိုတော့ဥပမာဒါပဲဒီလိုမျိုးပေါ့နော်နော်ဒီလိုမျိုးကျွန်တော် case တွေလည်းရှိသေးရပါတော့။ Okay ဆိုတော့ကျွန်တော်ဒီ case လေးတွေရဲ့သဘောတရားကိုကျွန်တော်မှတ်ထားရမယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ file ထဲမှာရှိနေတဲ့ code တွေရေးတဲ့အခါမှာအဲဒီ case တွေဒီလိုသဘောတရားပေါ့နော်။ naming convention တွေအတိုင်းကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့နာမည်လိုက်ပြီးတော့ paste တင်ပါနော်။ မပေးရင်ဘာပြဿနာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရေးနေတဲ့ကုတ်တွေကဘာကဘာကိုစိုးလို့နေမှမသိရဲပြဿနာဖြစ်လာမယ်ကုတ်တွေကိုကျွန်တော်မခွဲခြားတတ်တဲ့ပြဿနာဖြစ်လာမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနာမည်ပေးရစနစ်တွေကအရေးကြီးပါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီ class name ညီမှာဆိုရင်ကျွန်တော်ကဘာကိုသုံးလဲဆိုတော့ကျွန်တော်တို့ကဒီစနစ်ကိုသုံးတယ်ပေါ့နော်ဆိုတော့အရှိဆုံးစုဆောင်နေတာအကြီးဘာပြည့်ရကျွန်တော်တို့အာနောက်ကနေပြီးတော့စလုံးကိုပြန်ဆက်တယ်ပေါ့နော်အရှိဆုံးစုဆောင်နေကြီးမယ်ပြီးရင်ကျွန်တော်ပြန်ပြီးဆက်တဲ့ဆက်တဲ့စကားလုံးနိုင်ငါတယ်ကျွန်တော်တို့ကြီးမယ်ပေါ့နော် โอเคဆိုတော့ကျွန်တော်ကဒီလို case မျိုးကိုကျွန်တော်တို့က Pascal case လို့ခေါ်ရပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီနားမှာနာမည်လေးရေးပြထားပါမယ်နော် PAS C R Pascal case လို့ခေါ်ပါရယ်ဆိုတော့ဒီနာမည်ကိုကြာတော့ကျွန်တော်တို့က snake case လို့ခေါ်ရပေါ့နော် SNAKE snake case လို့ခေါ်ရပေါ့နော် snake case လို့ခေါ်ရတော့ကြာတော့ကျွန်တော်တို့က Pascal case လို့ခေါ်ရနော်ဆိုတော့ဒါကကြာတော့ကျွန်တော်တို့ lower case ပေါ့နော် lower case ပေါ့နော်အကုန်လုံးအသေးနဲ့ရေးတယ်ပြီးကျွန်တော်တို့ alpha case ဆိုတာရှိပါသေးတယ်နော် ဒါကြတော့ alpha case ပေါ့နော် okay အကုန်လုံးအကြီးနဲ့ရင် alpha case ပေါ့နော်ဆိုတော့ဒီအားကြတော့ကျွန်တော် capital case ပေါ့နော် now ဒီအရှိစလုံးတွေကိုကျွန်တော်တို့ကအကြီးနဲ့ရေးတယ်ပြီးရင်ကြားထဲမှာ space ပါမယ်နော်ဒါကြောင့်ကျွန်တော်က capital case လို့ခေါ်ရနော် capital capital case လို့ခေါ်ရနော် okay ဒီဟာကိုကြားတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ camel case လို့ခေါ်ပါ ်ကမဲ case လို့ခေါ်ရဲသူ့ကိုကြတော့ကျွန်တော်ဒီလိုပြန်ဆက်တဲ့စကားလုံးမှာကျွန်တော်ပြန်ပြီးတော့အကြီးစုံးနဲ့ရေးရပါနော် okay ဆိုတော့ကျွန်တော်တို့ဒီမှာ case တွေအကြောင်းကျွန်တော်သိသွားမယ်ထင်ပါတယ်နော် okay အဲ့တော့ကျွန်တော်တို့ကဒီ class တစ်ခုစောက်တဲ့အချိန်မှာဒီ class name ကိုကျွန်တော်တို့က capital case နဲ့ရေးမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီစောက်တဲ့ဒီ java file နဲ့နာမည်မတူဘူးဆိုရင် public ကိုမသုံးလို့မရဘူးအာအကယ်၍တူတယ်ဆိုရင်တော့ public ကိုသုံးဝင်ရှိပါတယ်နော်ဆိုတော့အရင်တော့ကျွန်တော်သိခဲ့တဲ့ ဒီနားလည်မှုလွယ်နေတဲ့သဘောတရားလေးကိုဒီမှာရောကျွန်တော်တို့သိမှာပေါ့နော်ဆိုတော့အရင်ကတခြားမှာလေ့လာမှုလေဆိုရင်ဒီမှာအဲ့ဒီ knowledge တွေကိုပြန်ပြီးတော့အာတေချာလေးသိသွားမှာပေါ့နော် Okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာဘာအကြောင်းဆက်ပြောပြမလဲဆိုတော့ကျွန်တော်တို့ဒီ JDK အသစ်မှာပေါ့နော်ပြောင်းလဲလာတဲ့ဤပညာအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ကျတော့အရင်တော့ကတော့ကျွန်တော်တို့ကဒီ Java file တစ်ပိုင်းကို run ကျင်နေဆိုရင်ကျွန်တော်တို့နည်းပညာအဟောင်းအားကြတော့ဒီလိုမျိုး class name ကိုအတိအကျရေးရတယ်နောက်ပြီးရင်အာကျွန်တော်တို့ ဒီအထက်ကမိမသက်တွေမဖြစ်မနေရရပါဘောเนาะပြီးတော့ကျွန်တော်တို့ရေးသမျှကုတ်တွေဒီဘယ်မှာပဲရေးခွင့်ရှိတယ်လဲဆိုတော့ကျွန်တော်တို့ကဒီ class ဆိုရယ်ဒီစကလုံးဒီထုံခွင်းဒီတုံခွင်းအပွင့်နဲ့ sorry ဒီတုံခွင်းအပွင့်နဲ့အပိတ်နဲ့ကြားထဲမှာပဲကျွန်တော်တို့ကရေးခွင့်ရှိရပါဘောเนาะတခြားမှာသွားပြီးကျွန်တော်တို့ရေးခွင့်မရှိဘူးဆိုတော့ကျွန်တော်ဒီ ADK အစ်စ်တွေမှာကြာတော့ကျွန်တော်ရေးပုံရေးနေပြောင်းသွားတယ်ဒါပေမဲ့ light ၃ချင်မှာ၃၃ဆရာမလို့ဟိုကျွန်တော်အရင်ဒီအတိုင်းပဲကျွန်တော်ကတော့ Java ရေးရင်၃ပြည့်တယ် ဒါပေမဲ့ကျွန်တော်အခုသင်ပေးတဲ့နည်းလေးကိုကြားတော့ဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော် calling programming တို့ data programming တို့မှာကအဲ့ဒီပုံစံအတိုင်းရေးရပါတော့เนาะဆိုတော့ကျွန်တော်ဒီလိုပုံစံမျိုးမရေးဘူးရေးလို့လည်းမရအောင်เนาะအဲ့တခြား language တွေမှာကဟိုဒီလိုရေးလို့မရအောင်ရေးလို့ရတယ်မရေးဘူးပေါ့เนาะဆိုတော့တခြားအဲ့ calling တို့ data တို့မှာကကျွန်တော်တို့က code ကိုဒီ main method ကိုကျွန်တော်အပြင်မှာထွက်ပြီးရေးရဒီရမ်းမှာတော့ကျွန်တော်တို့အဲ့လို method တွေကိုကျွန်တော်ရေးချင်တာရေးလို့မရဘူးပေါ့เนาะဥပမာထားရ void main ပေါ့เนาะဒါမျိုးကျွန်တော်ရေးလို့မရဘူး အာရေးရဆိုရင်ကျွန်တော်ဒီမှာဒီဒီကုတ်လေးကိုကျွန်တော်ဖြတ်ပြရမယ်ပြီးရင်ကျွန်တော်တို့ဒီ class တွေကိုနည်းနည်းလေး handle ပြန်လုပ်ပေးရမှာပေါ့နော် okay ဆိုတော့ဥမာထားပါတော့တခြားဟာရေးမှာပေါ့နော်ဥမာ void test ပေါ့နော် test ပေါ့အဲ့တော့ဒီလိုမျိုးတွေလာပြီးရေးလို့မရတော့ဒါဆိုသူလက်မခံဘူးနော်အခုမှထားပါတော့ခုနကကျွန်တော် standard out of print ပေါ့နော် sr ကျွန်အပြင်မှာလာရင် shortcut တွေပေါ်မလာဘူးဒါသူလက်မခံဘူးပေါ့နော်အေးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဟိုကိုရေးချင်တဲ့ code ကိုနော် class တွေရဲ့အတွင်းမှာမဟုတ်ဘဲနဲ့အပြင်မှာရေးချင်ဘယ်လိုရေးမလဲပေါ့နော် okay ဆိုတော့ကျွန်တော်လုပ်ပြပါမယ် တော့ကျွန်တော်ဒီဘက်မှာလာပြီးတော့ new ကျွန်တော်တို့ java class တစ်ခုစောက်လိုက်ပါဘောနော် cs challenge ဆိုပြီးကျွန်တော် find find စောက်လိုက်ပါဘောနော် cs 100 day ဆိုပြီးကျွန်တော်ရေးလိုက်ပါဘောနော် okay ပြီးအနာခေါ်ချလိုက် okay ဆိုတော့ကျွန်တော်ခုနပြောသလိုရေးခြင်းနဲ့ဆိုရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ကဒီ class တွေဒီ public တွေအကုန်လုံးကိုဖြတ်ချပြရပါဘောနော်ပြီးတော့မှကျွန်တော်ဘာလုပ်ဘာလုပ်မလဲဆိုတော့ why main ကိုရေးလိုက်ရပါဘောနော်ဆိုတော့ပြီးရင်တော့ကျွန်တော်တို့ဒါရေးလို့ရသွားပြီဘောနော်ပြီးတော့ကျွန်တော် sr အာကိုထုတ်ချင်တာတော့ဘောเนาะဆို CS Android Day Challenge ဘောเนาะ Okay ဆိုတော့ကျွန်တော်ကျွန်တော်တို့မျိုးရေးနိုင်ဖို့အတွက်ကကျွန်တော်ဘာဖြစ်မှရမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ setting တွေကမှန်နေမှသာလေရင်ဒီလိုမျိုးလိုက်ပြီးရေးလို့ရမှာပါတကယ်ပြီးကျွန်တော်တို့ setting တွေချတာကမှားနေဆိုရင် error ပြနေပါလိမ့်မယ်เนาะဆိုတော့ okay အဲ့တော့ error ပြနေဘယ်လိုရှင်းမလဲဆိုတော့ကျွန်တော်တစ်ခါလေးပြပါမယ်အဲ့တော့ဒီမှာ project structure ရဲ့မှာအကယ်၍ကျွန်တော်သာ JDK 25ကိုသုံးမထားဘူးပေါ့နော်။ဒီမှာတခြား JDK ပေါ့20အောက်ရောက်တဲ့ JDK တွေသုံးထားမယ်။ နောက်ပြီးကျွန်တော်ဒီမှာဒီ language level မှာကျွန်တော်ကဒီ SDK dev for ပေါ့နော်ဒီကောင်မရွေးထားဘူးပေါ့နော်ဆိုတော့ဥပမာထားပါကျွန်တော်အနိုင်နေသုံးထားမှာပေါ့နော်ဆိုတော့နော်20 18တောက်ကိုကျွန်တော်သုံးလိုက်မယ်နော်18တောက်ကိုသုံးလိုက်မယ် apply လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုလည်းကျွန်တော်ဒီကောင်ကိုလည်းကျွန်တော်အာတခြားအနိုင်တော့သုံးလိုက်ပေါ့နော်17တောက်ကိုသုံးလိုက်မယ် apply လုပ်မယ် okay ထိလိုက်နော်ဒါဆိုရင်တော့ဒီမှာကျွန်တော်ရေးခွင့်မရှိပါဘူးကျွန်တော်ကိုယ်ကို error ပြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ JDK အနိုင်မှာဒီနည်းပညာကိုစပို့မပေးလို့ဖြစ်ပါတယ်နော်ဆိုတော့အဲ့တော့ ဘယ်လိုပြန်ဖြည့်ရှင်းရမလဲဆိုတော့ကျွန်တော်ခုနက project structure တွေကိုတွားမယ်ပြီးရင်ကျွန်တော်တို့ SDK မှာကျွန်တော်တို့ဒီအမြင့်ပေါ့နော်20နောက်ပိုင်းကိုကျွန်တော်ပြောင်းပြီးသုံးမယ်ကျွန်တော်ကတော့ဒီမှာ25ပေါ့နော်နောက်ပြီး language level မှာမပြောင်းရင်လည်းမရပါဘူးနော်ဆိုတော့ language level မှာမပြောင်းလဲဆိုတော့ JDK ကိုပြောင်းနေဒါပေမဲ့ language level ကိုမပြောင်းဆိုရင်လည်းဒီ error ဖြစ်ဦးမှာပဲနော်ဆိုတော့အဲ့ဒါကျွန်တော်တို့ project structure တွေကိုပြန်သွားမယ်ဒီကျွန်တော်တို့ language level မှာနောက်ဆုံးဟာတွေကိုယူပေါ့နော်25ရို24ရို24ရို data မျိုးတွေကိုယူရင်ဒါမှမဟုတ်ဒီမှာ expiryment feature ဆိုတာရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ SDK dev for ဆိုတာရှိတယ်ဒီဟာကိုရွေးပေါ့နော်ပြီး apply okay ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဟာကိုရေးလို့ရတော့မှာဖြစ်ပါတယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဘာအကြောင်းပြပြခဲ့လဲဆိုတော့ class တစ်ခုကိုရေးတဲ့အခါမှာကျွန်တော်တို့အာမဖြစ်မနေတည်ထားရမယ့်ဒီ sequence လေးတွေအကြောင်းတည်ထားရမယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ class name နဲ့ဒီဒီ file name နဲ့ဘာကြောင့်တူရမှာလဲဆိုရအကြောင်းပြပြခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ class name တွေကိုကျွန်တော်နာမည်ပေးတဲ့အခါမှာတည်တဲ့တည်ထားတဲ့ကျွန်တော်တို့ အာတည်ထားတဲ့ကျွန်တော်တို့ class name ပေးနေရေပေါ့နော် for the naming convention ကိုပြပြခဲ့တယ်။နောက်တစ်ခုကကြာကျွန်တော်တို့ဒီ code တွေကိုကျွန်တော် class အတွင်းမှာမရေးချင်ဘူးနော်။ဥပမာထားပါတော့အာကျွန်တော် class အတွင်းမှာမရေးချင်ဘူးပေါ့နော်။အဆောက်ကဒီလိုအပြင်မှာလာရေးလို့မရဘူးနော်။ဒီ code တွေကတော့ဘာမှပဲရေးလို့ရလဲဆိုတော့ main method ရဲ့ဒီတွန်ဝင်အဖွင့်ပိတ်ထဲမှာပဲအာရေးခွင့်ရှိတယ်။ဒါမှမဟုတ်ရင်ကျွန်တော်တို့တခြား method ပေါ့နော်။ဥပမာ why အာ do ပေါ့နော်။ဆိုတော့ထားပါ do sorry အာ do something ပေါ့နော်။ လူဆံမသိဘူးနော်ဒီလိုမျိုးတည်းမှာပဲလာပြီးရေးလို့ရတယ်တွန်ဝင်းအဖွင့်ပိတ်တွေတည်းမှာပဲကျွန်တော်တို့ရဲ့ကုတ်တွေကရေးခွင့်ရှိပါတယ်နော်ဆိုတော့လူဆံမသိဘူးနော်โอเคဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့အကြောင်းရင်းသုံးခုသိသွားပါတယ်အာကျွန်တော်တို့ဒီ class တွေအထဲထဲမှာမရေးပဲနဲ့အပြင်ကိုထုတ်တဲ့နေ့တွေသိသွားတယ်နာမည်ပြင်ပေးတဲ့နေ့နာမည်နဲ့ပတ်သက်တဲ့စီမံစီကံလေးတွေသိသွားမှာဖြစ်ပါတယ်နော်